ျွန်တော်တို့ဒီလ3ရက်နေနဲ့4ရက်နေပေါ့မှာထိုင်းနိုင်ငံမှာပြုလုပ်တဲ့6ကြိမ်မြောက် instant seaway ကိုကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်နဲ့ဒါအဖွဲ့အများသွားရောက်တက်ရောက်ခဲ့ပါတယ်။အဲသွားရောက်တက်ရောက်ခဲ့တဲ့အချိန်မှာလည်းနိုင်ငံ9နိုင်ငံကအစိုးရအဖွဲ့အကြီးကြီးတွေလာတာပေါ့။အဲဒါကျွန်တော်တို့6နိုင်ငံကအစိုးရအဖွဲ့အကြီးကြီးတွေနဲ့လည်းကျွန်တော်တို့ တိကျစီတွေ့ဆုံပြောကြတာဆွေးနွေးနိုင်ခဲ့ပါတယ်ပထမအဆုံးပြောမယ်ဆိုရင်တော့ဒီမသွားခင်ကတည်းကကျွန်တော်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်ဒီစထမအကြိမ်မြောက် Instead အစီအစဉ်သွားမယ်အဓိကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်းဒေဒန်ကြောင့်မလို့ခိခိုက်နေနာခဲ့ရတဲ့လူတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ပြီးရင်ကျွန်တော်အာပြန်လဲထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတာပြောခဲ့ပါတယ် ်အပြီးရင်ကျွန်တော်ဖင်းစက်အစီဝေးမှာကျွန်တော်ဆွေးနွေးရပါတယ်ဆွေးနွေးခဲ့ပါတယ်ခြုံပြီးပြောရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကောလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကောအောင်မြင်တယ်လို့အဲကျွန်တော်ဒါပြောချင်ပါတယ်ပထမဦးစွာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့တဲ့အခါမှာသူ့အနေနဲ့ကမြန်မာနိုင်ငံပေါ်မှာပေါ့နော်တော်တော်ကိုပဲစေစနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ် အဲသူကိုယ်တိုင်ကလည်းခူကြတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကငလင်တန်းကိုခန်းစားခဲ့ရဘူးတဲ့ငလင်တန်းကိုခန်းစားခဲ့ရသူကိုယ်တိုင်နဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတဲ့အဲဒါကြောင့်မလို့ကျွန်တော်တို့စီမံငလင်လုပ်ပြီးနိုင်ပိုင်းအကြာမှာဒီနိုင်ငံတော်ဝန်ကြီးချုပ်ပုံမူမူရောင်းလိုက်နဲ့ဆက်သွယ်ပြောကြအကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေအများဆုံးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒါအပိစကားတွေပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့တော့မြန်မာနိုင်ငံကကုညီကယ်ဆေးလုပ်ငန်းတွေမှာပဲပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြီးတော့ကြာကျွန်တော်တို့ဒါလိုအပ်တဲ့အကူအညီတွေပေးမယ်။ လိုအပ်တဲ့အကူအညီလဲတောင်းပါဆိုပြီးကြကံလန်းခဲ့တာမျိုးတွေရှိပါတယ်။ဒါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာလဲဒီလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းဖြစ်တယ်။အဲပြီးရင်ကျွန်တော်တို့ဒီမြန်မာနဲ့အတူတူသူတို့ကလည်းမြန်မာရဲ့ငလင်တန်းကိုလည်းသူတို့လည်းခံစားလိုက်ရတယ်။ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်ရွက်ခဲ့တာကျန်တဲ့ဝန်ကြီးချုပ်များကလည်းကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရဖွဲ့အကြီးအကဲတွေကလည်းကူညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်။အထူးကြကြကျွန်တော်ဘင်းစတက်အစည်းအဝေးမှာအစည်းအဝေး အခမ်းအနားစတင်ကြောင်းကြီးညာပြီးတာနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ဂလင်တန်သင့်ခံစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲတပည့်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရဝပြုသောအဖြစ်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့သူအားလုံးကတမိနစ်ညီသက်ပြောကြဂါရဝပြုခဲ့တယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်အဲပြီးရင်ကျွန်တော်ဘင်းစတက်အစီဝေးပေါ့နော်ဘင်းစတက်အစီဝေးမှာလည်းအဓိကက ဒီဟိုဘင်းစတက်ရဲ့သူ့ရဲ့ဒါဆောင်ဘုတ်တွေသူ့ရဲ့ဒီမှန်းချက်တွေရှိတယ်ဒါတော့အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါအပြင်ဒီနေရာမှာထူးထူးခြားခြားကကျွန်တော်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ပေါ့နော်ဟိုသဘောဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံတွေနဲ့ဒီသဘောဘေးဒဏ်ကိုဒါကုညီကယ်ဆယ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီများပြုလုပ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကြာဒါအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘောဘေးဒဏ် ူညီခဲ့စေရေးသဘာဝပိတိုင်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်မယ်ဆိုတာကိုသူကဟိုအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံဉာဏ်နဲ့သဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲဒါတွေကတော့ဟိုသဘာဝပိအနေနဲ့ပတ်သက်လာပြီးတော့ကြာပို့ပြီးတော့ကျွန်တော်လှုပ်လှုပ်နိုင်ပေါ့ဟာပေါ့နော်ပို့ပြီးတော့ကြနိုင်ငံချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော် ခုချိန်မှာလဲဒါ ဒီနိုင်ငံတွေတွေမကွာဘူးကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်အိန္ဒိယချင်းနိုင်ငံတွေပြတရုတ်နိုင်ငံလာအိုနိုင်ငံဒါပြင်ဟိုအဲ့နိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ဒါရုရှားနိုင်ငံလို့လို့နိုင်ငံကြီးမျိုးတွေအပြီးရင်ကျွန်တော် UAE လို့နိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီဘောနော်ဟိုခုချိန်ထိလေရင်နေနဲ့ကူညီနေတာဗောနော်18နိုင်ငံ18နိုင်ငံလောက်ရှိပါတယ်လေရင်အစည်းအဝေးဆိုရင်ဒီနေ့ဆိုကျွန်တော်ထင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကကဘာက ကျွန်တော်တို့မြန်မာတွေငလင်တိုင်းခံစားခဲ့ရတယ်အဲ့ငလင်တိုင်းခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လူကြီးစီရှိကြတယ်အားလုံးလည်းလက်တွေလည်းလိုင်းဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကဘာကမြန်မာကိုအာယုံစိုက်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်ကကျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲ ငလင်တန်ကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်နဲ့ပတ်သက်ပြီးတော့ကြာကြဒီတဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့စီလုံးလုံနေလဲဆိုတော့အားလုံးကအာယုံစိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သူလူထုအနေနဲ့ကလည်းတဘာဝဘေးဒဏ်ကိုစီစီလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကယ်ဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်အဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်။အနည်းချုပ်ဝေပြောရမယ်ဆိုတော့မြန်မာစီလုံးမှုကိုပြပါ မြန်မာစီးလုံးမှုကိုပြဖို့လိုပါတယ်ဘောနော်အားလုံးအာယုံစိုက်နေတဲ့အချိန်မှာမြန်မာဟာဘလို့မျိုးဇွဲရှိတယ်ဘလို့မျိုးကြန့်ခိုင်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်